ားလုံးပဲမင်္ဂလာပါ Sofan YouTube channel နဲ့ပြန်လည်းကြိုဆိုပါရစေ။ကျွန်တော်ဒီနှစ်2025စိုက်ပျိုးရေးရာသီပေါ့နော်။စတာတော့ကျွန်တော်သုံးလပိုင်းလောက်တည်းစနေပြီပေါ့နော်။စစိုက်တာ။အဲအခုတော့ကျွန်တော်ချမောင်လေးကဒီနေ့ကျွန်တော်စခုပြီနော်။အဲ့ဒါအဲ့တော့ချမောင်ကိုစနေပြီးတော့ customer letter ရောက်တဲ့ထိကိုအစင်စင်လုပ်ပုံလေးကိုပြပေးခြင်းနဲ့နော်။အဲ့တော့ကျွန်တော်တို့လိုက်ကြည့်ကြအောင်ဗျာနော်။ โอเคดิจมอยู่เนาะดาก็ก้องนะอ่าจมองว่าလက်ချားလို့ပေါ့ကျွန်တော်လက်ချားလို့ခေါ်လို့ပေါ့ပြောမှဆိုနေအဲဒါတော့ကျွန်တော်ဝိုင်းမျိုးပေါ့နော်အဲ့တော့မျိုးတွေကတော့အကုန်လုံးစုပြီးတော့ရောပါတာဆိုတော့ကိုယ်လည်းပြရာပြရာတွေပြောလို့မရဘူးစိုက်တဲ့ချိန်မှာမူတည်ပြီးတော့ထွက်လာကြတယ်ဒါတွေကအရင်ကောင်းနေပါဦးနော်ကျွန်တော်လေးကူးတော့မှာတော့ဒီဂရေအောက်ထဲမှာတော့သူကအဲ့လိုတက်လာပါပါပြီးထွက်တာဒီကျွန်တော်ကအုံငယ်ကြီးကိုနေတာပေါ့ဒါအုံငယ်ကြီး မဒါလေးဆိုတဲ့ဟိုဖြစ်သွားတာကောင်းဖို့နော်ဖြေသွားတာပြမကကျေရီပဲဒါတွေကအကောင်းဆုံးတွေပဲเนาะဒီချမောင်တွေကအကောင်းဆုံးတွေပဲလား ယခုကျွန်တော်ချမောင်ခူးပြန်နော်မကြည့်ချမောင်စာခူးပြီဥမာဒီချမောင်ကချုပ်ကကျွန်တော်ဟိုအရွက်တော့ဒီအရွက်ခြွေပြီးသားလေးကလိုချင်တယ်တဲ့အဲ့လိုအရွက်ခြွေပြီးသားရောင်းလို့မရဘူးဘာလို့ဆိုတော့အဲ့အရွက်ခြွေလိုက်လို့ရှိရင်ဒီကအယိုးမပါလို့ရှိရင်အဲ့ကောင်တွေကကြာရှည်မခံဘူးတခါကျရင်လမ်းပါတယ်မယ်နော်နှစ်ရက်လောက်တည်းမယ်သူကဟိုရေခက်တက်တာထည့်တာထည့်တာမထည့်ထားရင်ကအရွက်တွေကနုံးပြီးတော့နုံးနုံးမနုံးရီးကုန်အဲ့တော့ ကျွန်တော်ချမောမှွေပြီးရောင်းရောင်းမရောင်းသူရိုးနေပဲရောင်းတာเนาะအဲ့တော့ဝယ်တဲ့သူတွေဟိုကအရွက်ချွေပြီးတော့မရောင်းဘူးဆိုတာပြောပြကြတာเนาะသူကအဲ့အရွက်ချွေပြီးသားအရွက်ချွေပြီးသားအရွက်ချွေပြီးသားမလွယ်ဘူးလေเนาะအဲ့လိုမျိုးကြောင်းမို့ကအဲ့တော့တချို့ကအခုရက်ကိုသူကလာခူးကျင်တယ်တဲ့ကျွန်တော်အခုပေးမခူးပေးမခူးတော့ကျွန်တော်ကဒီမှာ ချိန်ပြီးတော့ခူတာဒီအတက်တွေပေါ့ထပ်မဲ့အတွက်ကဒီအတက်ဆိုရှင်ဥမာဒီလိုဆိုရင်တော့အရွက်လေးတွေခြံပြီးတော့ခူရတယ်နော်ဒါဆိုမှအတက်လေးတွေထွက်နေဒီတက်လေးဒီတက်လေးတွေမှာဒီတွက်ဆိုရင်ဒါနောက်နှစ်ပတ်ဆိုဒီကောင်ကရပြီအဲ့လိုမျိုးခူရဆိုနားမလည်မနဲ့အကုန်လုံးဝင်ခူပါကျွန်တော်အကုန်ပြက်စီးသွားပါလေနော်အဲ့ဒါကြောင့်လို့ကျွန်တော်ဘယ်ချိန်မှာပေးခူးတဲ့ဆိုတော့ဟိုအပြင်ကလိုက်လူတွေကိုဆယ်လာပိုင်းနော်ဆယ်လာပိုင်းဆိုကျွန်တော်ညာလည်းတိမ့်တော့မယ်အဲ့ဒီချိန်မှာအသီးတွေတီးနေပြီဆိုအဲ့ဒီချိန်ကျရင်ကျွန်တော်ခူးခိုင်းလိုက်ရခူးလို့ရဒီချိန်မှာပေးခူးလို့မရကျွန်တော်ရက်ဟိုချိန်ပြီးတော့ခူးနေရတယ် ခုဒါတွေကျွန်တော်မခူးဒီကောင်နေเนาะဒါကြီးကျွန်တော်ထားခဲ့တာအဲ့တော့အဲ့နောက်နှစ်ပတ်မှာအဲ့ကောင်တွေကโอเคပါပြီရပြီအဲ့ဒါကြောင့်အဲ့နားမလည်လို့ကြာအကုန်လုံးခူးသွားလို့ရှင်ဟောဘာမှလုံးလို့မရတော့เนาะခုဒါဆိုတော့ဒီလိုပဲကျွန်တော်ခူးတယ်အတီးရနဲ့ခူးလိုက်ဒီကောင်ညို့ရင်ဖြတ်ချလိုက်เนาะပြီးရင်ဒီဘေးကနေတော့ကြည့်ရတယ်မှာဘေးကောင်ကိုကျွန်တော်အရင်ဆုံးခူးရမယ်ပြီးရင်အစ်စ်ကလေးတွေဘယ်နဲ့စစ်ထားခဲ့ရမလဲနောက်ဘယ်ချိန်မှာဒီကောင်ကဘယ်ချိန်လောက်မှပြန်ပြီးတော့ထွက်နိုင်မလဲအဲ့ဒါအများကြီးအရေးကြီးပါတယ်เนาะ အဲ့တော့ခူးတာတော့လွယ်ပါတယ်လူတိုင်းခူးလို့ရပါတယ်ကကြီးလေးလိုက်ညှက်ညှက်သွားတော့ရဒါပေမဲ့အဲ့ကောင်လေးနောက်ချိန်ပြန်ထွက်ဖို့တော့ကိုပယ်ရက်မှာဒီကောင်လေးပြန်ထွက်နိုင်မလဲဆိုတော့ပြီးဖို့ကြတော့နည်းနည်းဟိုလေ့လာတော့နော်အဲ့ဒါကြတော့အဲ့လိုမျိုးခူးရပါတယ်ဗျာဂုဒမဆိုတာတက်လေတွေအများကြီးကျန်အဲ့တော့ဘယ်နဲ့တက်ကိုကျွန်တော်ထားခဲ့မလဲနော်အဲ့လိုမျိုးတွေချိန်ခူးရတယ်အဲ့တော့အားရနာပါတယ်သူကလာကူးကျင်တယ်လာကူးကျင်တယ်ပြောပေးမခုပါဘူးအခုချိန်နော် ရာသိမ်းတဲ့အချိန်ကျတော့ကျွန်တော်ပြီးခုပါတယ်အချိန်ကျရင်တော့တိုက်တဲ့လူကကူပါအခုချိန်ကတော့ဘယ်သူမှပြင်မခုပါဘူးတက်စီတော့မှဆိုအဲကျွန်တော်ကခူးလာပြီးတဲ့ဟာကိုကျွန်တော်ခူးလာပြီးတဲ့ဟာကိုဒီမှာကျွန်တော်ချိန်ရတယ်နော်ဒီမှာပြန်ချိန်ပါတော့ကိုလိုရင်နာပေါင်က14ပေါင်ဆို14ပေါင်ပေါ့လို့တက်ချိန်ပါနော်အဲဒီပေါင်တော့ကျွန်တော်နှုတ်ပြီးသားပေါ့ချောင်းရဲနော်အဲအဲ့လိုမျိုးချိန်လိုက်ပေါ့ချိန်ပြီးလို့ရှိရင်ပြီးရင်ရေဆေးပြီးတော့ ခါထပ်ပြီးတော့ညစ်ဆေးပြီးတော့ခါပုံနေတော့ခါပြန်ထည့်ရနော်အဲ့ဒါလေးပြန်ပြမယ်ဆိုတော့ချိန်ပြီးသားဟာကိုမှနော်ရေစွတ်ကရေမစွတ်လို့မရဘူးနော်ရေစွတ်ပြေခါတို့ခါခါပြီးရင်ထည့်နော်အဲ့လိုမျိုးကွာ14ပေါင်ပေါ့နော်တဘောကို14ပေါင်14ပေါင်ကိုချိန်ချိန်ပြီးလို့ရှိရင်အဲ့လိုမျိုး ရစွရတယ်နော်အကုန်လုံးတော့အရှိတော့တော့ကင်ရောထားရတယ်နော်အဲ့ဒါမှပြင်အဲ့ဒါတွေကိုကျွန်တော်ကဟိုမှာကူလာကူလာဆိုတော့အေးကမ်းပါတော့အဲ့ဒီမှာပေါ်ယူထားရတယ်ဒီမှာအပြင်မှာထားလို့မရဘူးအဲ့ကောင်ကြီးအဲ့ကူလာမှာထားပြီးတော့မှတ냐ကြီးပေါ့အဲ့လောက်ထားပြီးတော့နောက်နေ့ကျွန်တော်ကဟိုကတ်စတမာလက်ထဲကိုဝယ်ရဲသူလက်ထဲကိုပို့ပေးတယ်ပို့ရင်ပို့ပေါ့လာရင်လည်းလာပြီးတော့ဒါတော့တပိုင်းတော့နော်အဲ့တော့အနည်းဆုံး တညဒီညနေစပြီးနောက်နေ့မနက်ထိနေဆို17နာရီပေါ့17နာရီဆိုမဟုတ်ပေါ့ဟို10နာရီလောက်ထိဆိုတော့ဒါ okay ပါအဲ့ဒါဆိုသူကအေးပြီးတော့ဒီစမောင်သားလေးတွေကအေးပြီးတော့သူကဘယ်လဲတော်တော်အပူလို့ရှင်နေပြန်ပြီးတော့တော်တော်နဲ့မချောက်တော့မနှုံးတော့ဘူးเนาะသူကခံနေရှိပါတော့အဲ့ဒါဝဲသူရဲ့လက်ထဲကိုရောက်ဖို့တော်တော်အစစ်စစ်နော်ကျွန်တော်တို့လုပ်ပေးရပါတယ်ဒါတော့ကြည့်တော့တော့ဘာဖြစ်မလဲလွယ်တော့မလွယ်ဘူးเนาะဒီလောက်ကအစ်စ်နေများပါတယ်เนาะကျေးဇူးပါ